အားလုံးပဲမင်္ဂလာပါအော်ကျွန်တော်တို့ Lobbying Command ချက်များ YouTube Channel နဲ့ Facebook Page ကနေပြီးတော့မိတ်ဆွေများကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်တို့ဒီကမ္ဘာဖလားချစ်စစ်ပွဲဒီနိုင်ငံဘွဲ့စဉ်တွေပေါ့နော်ဥရောပဆိုဘွဲ့စဉ်တွေပြန်ပြီးစပြီအဲ့တော့ဒီညမှာလည်းဒါကျွန်တော်ကပုံမှန်တိုင်းပဲတပွဲကောင်းလေးရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကျွန်တော်ရဲ့တပွဲကောင်းရွေးချယ်မှုတွေပွဲကျွတ်သုံးသက်ချက်တွေဒါနေ့စဉ်ခံမှန်းချက်တွေကိုဒါစိတ်ဝင်စားလို့လေ့လာခြင်းနဲ့မိတ်ဆွေများအနေနဲ့ ဒါကျွန်တော်ရဲ့ဒီ login command ချက်များ Facebook page နဲ့ line follow ထားပါနောက်တစ်ခါ login command ချက်များ YouTube channel ကိုလည်း subscribe ထားပေးလို့ရပါတယ်နောက်တစ်ခုကကျွန်တော် chat box command ချက်တွေကိုလည်းကျွန်တော်အနီးကပ်အနေနဲ့အကြိုက်တွေမျိုးရှိရဆိုရင်ဒါကျွန်တော်ရဲ့ Telegram channel မှာလည်းအာအနီးကပ်တင်ပေးရပေါ့နော်ဒါကြောင့်မလို့ login command ချက်များ Telegram channel ကိုမ join သေးတဲ့ message များအနေနဲ့လည်း join ထားပေးလို့ရပါတယ်ကျွန်တော်ဒီ post တွေထဲမှာဒီ Telegram channel link လေးကိုချပေးထားပါတယ်ဟုတ်ဒီညမှာဆိုရင်ဒါကျွန်တော်တို့ ဒီနိုင်ငံပွဲစဉ်အားလုံးပေါင်းစုစုပေါင်းကျွန်တော်တို့ဒီခုနှစ်ပွဲအဲ၈ပွဲကစားဖို့ရှိရယ်ပေါ့နော်အဲဒီပွဲစဉ်နဲ့နေပြီးတော့ဒါပုံဝင်တိုင်းပေါ့ကျွန်တော်ကျွန်တော်ရဲ့ဒီမမဝင်းကြီးကိုများအတွက်တပွဲကကစားခြင်းနဲ့မိတ်ဆွေများအတွက်နိုင်ပြီးပွဲ ရှိတယ်နောက်တစ်ခါကျွန်တော်တို့လက်ကြီးဖိုက်တာညီကိုများအတွက်ပွဲကြရင်တင်ပြီးကျော်ပြီးတဲ့ရော်စားပွဲအစီအစဉ်လည်းရှိပါတယ်ဒါကြောင့်မလို့ဒီနိုင်ငံပွဲစဉ်တွေမှာဒါတပွဲကောင်းယူစားခြင်းနဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ Viber နဲ့ Telegram number ဖြစ်တဲ့39 8999 963ကိုဆက်သွယ်လို့ရပါတယ် တော့ဒီနေ့ညအတွက်ကျွန်တော်ဒါဒီပိုကောင်းနေရွှေ့ပြီးသွားရင်ဘောစင်လေးကတော့ကျွန်တော်တို့ဒီဂါဖလာဥရောပချင်းစစ်ပွဲစုံကနော်ဝေတင်းနဲ့ကျွန်တော်အက်စတိုနီးယားတင်းရဲ့ပွဲစဉ်ကိုကျွန်တော်ကရွေးချယ်ထားတယ်ဒီပွဲစဉ်မှာလက်ရှိနော်ဝေတင်းကနေပြီးတော့၄လုံး90စားပေးထားတယ်ဂိုးပေါင်းကြီးကကျွန်တော်၄လုံးရှုံးပါနော်အဲ့ဒီချင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီဘွယ်စင်ရဲ့ကြီးရတော့အလုံးတိပတိုင်းပဲတစ်ဖက်ပိတ်ပေါ့နော်အေရှန်အသင်းရဲ့တွင်းကိုတွေပဲကျွန်တော်တို့ရည်တွဲမဲ့အနေထားကိုတွေ့ရတယ်။အက်စတိုနီးယားအသင်းအနေနဲ့ဒီဘွယ်စင်ကဘာမှအရေးမပါတော့ဘူးနော်။ရှောင်းနိုင်ဆိုတော့အရေးမကြီးဘူး။ ။နော်ဝေသင်ကတော့ဒီပွဲကိုနိုင်ရတဲ့တရားဘောကဘလာကိုတိုက်ချေစပြအောင်လုပ်များတယ်။ဘာလို့လဲဆိုတော့အောက်ကဒုတိယနေရာလိုက်ပါနေတယ်ဒီအီတရီသင်းနဲ့နော်ဝေသင်ကကိုကွာချတဲ့အများကြီးရှိရပါတော့။အဲ့တော့ဒီညဒီပွဲစဉ်မှာနော်ဝေသင်းနဲ့တေကြရင်တော့နောက်တစ်ပတ်လာမယ့်ပွဲစဉ်ကအီတရီနဲ့ကစားမှာဖြစ်ကြမှာလို့နော်ဝေသင်းနဲ့ဒါအခက်မသိရင်ဒါချေစပွဲတိုက်ကနေပြီးတော့လွဲချော်သွားရင်လည်းပေါ့အဲကြောင့်ဒီညမှာအမှားမခံမင်းနဲ့ဒီအက်စတိုနီးယားသင်းကိုနိုင်ကစားဖို့ရန်ကုန်များတယ်နိုင်ငံရေးဆိုတာနဲ့နော်ဝေသင်းနဲ့ဒီကောလာချေစပွဲကိုတိုက်အောင်ဖို့ ရာသလားပေါ့နော်။ဒါကြောင့်မို့ဒီညမှာ Norway တင်းနေတဲ့အမားမခံမနဲ့ PPC ကစားမယ်လို့ကျွန်တော်ကတော့ပထမချက်နေတဲ့ယုံကြည်ထားတယ်။နောက်ချက်ကဒီ Estonia တင်းနေတဲ့ကလည်းဒီညမှာအနိုင်လဲဘာမှဖြစ်ဘူး၊ရှုံးလို့ဘာမှဖြစ်ဘူးနေရာမှာတိုက်စစ်ဖွင့်လာမယ်၊တိုက်စစ်ဖွင့်လာမယ်လို့ကျွန်တော်နေတဲ့အကြံဉာဏ်ယူဆလို့ရတယ်ပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကကျွန်တော်ရဲ့အတွေ့ဒါအားလုံးရဲ့အတွေ့နဲ့မတူဘဲနဲ့ကျွန်တော်ကဘယ်လိုတွေ့ထားလဲဆိုရင် Norway တင်းနေတဲ့ဒီပွဲမှာလုံးဝတည်ကြလို့မရဘူး။တည်ကြရင်နောက်ပွဲစဉ်ကခက်ခဲသွားမယ်။ဘာလို့လဲဆိုတော့အီတလီကဒီညနိုင်ဆောင်ကစားပွဲစဉ်မှာဒီ မော်တော်ဘာသင်းကိုအတိတ်နိုင်သွားမယ်ဆိုရင်နော်ဝေနဲ့အီတလီနဲ့ကအမှတ်မကွာဘူးဆိုရင်နောက်ဘွဲမှာလာမယ့်ဘွဲစဉ်မှာနိုင်ရတဲ့ကကမ္ဘာပလာကိုတိုက်ကြီးစပြအောင်မှာဖြစ်ပါတယ်ဒီနေရာမှာအမှတ်တာသွားဆိုရင်ဂိုးကဘာလို့များတော့ဘူးအတော့ဂိုးကွာချက်လက်ရှိမှာလဲ၁၀ကျော်ရှိနေတယ်ဒီနေရာမှာဒီညနော်ဝေသင်းတွေနဲ့ကအနိုင်ရောက်တော့ပဲ UTV ကစားမလို့ကျွန်တော်ထင်တယ်ဂိုးပြတ်ဖို့တက်စားရင်တို့အနေနဲ့အနိုင်ရလက်ကိုပဲတိကျလေးပုံမှန်သွားမလို့ကျွန်တော်ယူဆရတယ်ဒါကြောင့်ဒီညမှာတော့နော်ဝေသင်းတွေနဲ့ဒီအက်စတိုမီးယားသင်းကို၄-၅ခုထိတွေးမယ်လို့ကျွန်တော်မထင်ဘူးပါလို့ဆိုတော့ တို့နေတဲ့ညမှာမရှုံးဘူးဒီတေမကြောက်ဘူးတော့ဥဒီကစားမယ်လို့ကျွန်တော်ကခံမထားတယ်ဘာလို့ဆိုတော့နိုင်ဝါအနေနဲ့ဟိုဒီနော်ဝေသင်းကဒီကမ္ဘာကျေးဇူးပတိုင်းအောင်ဘောနော်ပြီးခဲ့ကမ္ဘာလုံးကလည်းနော်ဝေသင်းကကျေးဇူးပဲမအောင်လို့မကစားခဲ့ရဘူးဘောနော်ဒါကြောင့်မလို့ဒီနော်ဝေသင်းသားတွေအစီအစဉ်မှာလည်းဒီနေ့မှာရလာတဲ့ခွင့်ရေးကိုအမီးရဆုပ်ကင်ပြီးတော့အနိုင်ကစားဖို့အတွက်ပဲဥဒီကစားမယ်လို့ကျွန်တော်ထင်တယ်တွင်းကိုလည်းအများကြီးတို့တို့မလိုတော့ဘူးရှားမသုံးမဲ့အရေးကြီးတဲ့ဒီပွဲစဉ်မှာ နိုင်နာနဲ့တွေကိုဒီရလိုက်ကိုထိမ့်ပြီးတော့ပွဲစဉ်ကိုအကောင်းဆုံးထိချုပ်ပြီးကစားလာမယ်လို့ကျွန်တော်ကယူဆရတယ်အဲဒါမှမဟုတ်ကျွန်တော်ယူဆချက်ရဒီညမှာနော်ဝေသင်းနဲ့လေးဂိုးမပြတ်ဘူးလို့ကျွန်တော်ကထင်တယ်ဒါကြောင့်မို့ဒီညဒီပွဲစဉ်မှာကျွန်တော်အောက်တင်အက်စတိုနီးယားဘော်ဒီကိုယူချက်ခြင်းနဲ့ဂိုးပေါင်းဆိုလဲကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်ပါတယ်ဒီပွဲစဉ်မှာနော်ဝေ 1C 2C လောက်နဲ့ပြီးသွားမယ်လို့ကျွန်တော်တော့ယူဆရတယ်ဒါကြောင့်မို့ဒါကျွန်တော်ရဲ့ယူဆချက်ရဒီညမှာတော့ဒီနော်ဝေသင်းနဲ့အက်စတိုနီးယားသင်းရဲ့ပွဲစဉ်မှာကျွန်တော်အောက်ဆုံးကြိုက်ပါတယ်အက်စတိုနီးယားဘော်ဒီကိုကြိုက်တယ်ဂိုးပေါင်းကိုကြိုက်ပါတယ်ဒါကြောင့်မို့ကျွန်တော်လည်း ယူဆချက်ရင်တူတဲ့မိတ်ဆွေများအနေနဲ့လက်ကစားလို့ရအောင်လို့ဒါကျွန်တော်ရဲ့ရွေးချယ်မှုကိုလာရောက်ပြီးတော့မျှဝေပေးရရင်ဖြစ်ပါတယ်ကျွန်တော်တခြားပွဲစဉ်ခံမှန်းချက်တွေကိုတော့ကျွန်တော်အနီးကပ်အနေနဲ့အကြိုက်တွေပွဲရှိရဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ Lovein ခံမှန်းချက်များ Telegram Channel မှာတင်ပေးထားပါမယ်ဒါကြောင့်မလို့ Telegram Channel ကိုမ join ရသေးတဲ့မိတ်ဆွေများအနေနဲ့ join လာပေးဖို့ကျွန်တော်ကပေးခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့ဒီ post လေးမှာဒီ Telegram channel link လေးကိုတင်ပေးထားပါတယ်နောက်တစ်ခုကညမှာဆိုရင်ဒီနိုင်ငံပွဲစဉ်အားလုံးပေါင်းစုပေါင်း10ပွဲကစားဖို့ရှိတယ်ဥရောပစုံတည်တံ့ပေါ့နော် ဒီဘွဲစဉ်တွေရနေပြီးတော့ရွှေရှိမာဒီတပွဲကောင်းယူစားခြင်းတဲ့မိတ်ဆွေများအတွက်နိုင်ပြီးဘွဲရှိပါတယ်။နောက်တစ်ခါလက်ကြီးဖိုက်တာညီကိုများအတွက်ဘွဲကြရင်ပြန်ပြီးကျော်ပြီးတဲ့ရော်စားအစီအစဉ်လည်းရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ညမှာနိုင်ပြီးဘွဲနဲ့ရော်စားဘွဲယူစားခြင်းတဲ့မိတ်ဆွေများအနေနဲ့ Viber နဲ့ Telegram နံပါတ်39969596309ကိုဆက်သွယ်လို့ရပါတယ်။နောက်တစ်ခုကဒါကျွန်တော်ရဲ့တပွဲကောင်းယူချိန်မှုတွေနေ့စဉ်သုံးသပ်ချက်တွေပွဲချွတ်ကမန့်ချက်တွေကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ Login ကမန့်ချက်များ Facebook page ကို line follow ထားပါနောက်က login income ချက်များ YouTube channel ကိုလည်း subscribe ထားလို့ရပါတယ်နောက် Telegram channel ကိုလည်း join လို့ရပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီ Dynamic Boss တွေရဲ့စောင့်ပြဆိုင်ရမှာလဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲအစီအမေကြပါစေလို့ကျွန်တော်ကဆုတောင်းခဲ့ပါတယ်